အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကမ္ဘောဒီးယားအန်ဂေါ်ခင်ဂျေးမှုဒုံထဲမှာနာမည်အကြီးဆုံးမရောမဖြစ်သွားရမယ်ဖျားကြောင်းတွေတဲကတခုဖြစ်တဲ့ဘေယွန်တမ်ပယ်နဲ့ဖျားကြောင်းရှိတဲ့မြို့ဟောင်း area အန်ခေါ်ထုံနဲ့ကျွန်တော်ရောက်ဖြစ်တဲ့နေရာလေးတွေကိုပြပေးသွားပါမယ်ဗျဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါဦးခင်ဗျအရင်တင်ခဲ့တဲ့ဗီဒီယိုမှာကကျွန်တော်ကအန်ကောဝိတ်ဖျားချောင်းကိုသွားလဲတယ်အခုကတော့အန်ကောဝိတ်ကနေထွက်လာပြီးကြုံငှားရတဲ့တုတ်တုတ်ကိုပဲပြန်စည်းခဲ့ပါတယ်ဗျ။ အခုကတုတ်တုတ်သမားကကျွန်တော်တို့ကိုဘေယွန်ထံဖယ်ကိုပို့ပေးမယ်လို့ပြောပါတယ်။တိတ်ပြီးတော့မမောင်းရပါဘူး။10မိနစ်လောက်ပဲမောင်းရပါတယ်။လမ်းမှာသူက South Entrance ဆိုတဲ့မြို့ဝင်တကားနားမှာဓပုံရိုက်ဖို့ခဏရပ်ပေးပါတယ်။အမ်ကော့ထမ်ဆိုတာက မြို့ဟောင်းဖြစ်တာမို့လို့မြို့တကားတွေကလေးဘက်လေးတန်းမှာရှိပါတယ်။မြေပုံထဲကြီးလိုက်ရင်သိတာပါပဲဗျ။

တုံတုံနဲ့ဆက်ပြီးတော့မြို့ဟောင်းကြီးတဲကိုဝင်ခဲ့ပါတယ်။အန်ကောထောင်မြို့ဟောင်းကြီးရဲ့အလဲတက်တဲမှာဒေယွန်ထံပယ်ကရှိတာပါ။မြေပုံထဲကြီးလိုက်မယ်ဆိုရင်အန်ကောထောင်တစ်ခုလုံးကဆင်းဆိုနေသလိုပဲမြေပြင်မှာလည်းအပင်ကြီးတွေအများကြီးရှိတာကိုတွေ့ရပါတယ်ဗျ။နေရာတိုင်းမှာဆိုရင်လည်းပဲဆက်ကြီးတွေနဲ့ရှီဟောင်းပစ္စည်းတွေထိန်းသိမ်းတဲ့လုပ်ငန်းတွေလုပ်နေတာကိုတွေ့ရပါတယ်ဗျ။ကျွန်တော်တို့ကိုတုတ်တုတ်ဆရာကဘေယွန်ထံပယ်ဝင်ပေါက်အရှိမရက်ပေးခဲ့ပါတယ် ပြီးတော့သူကဘယ်နေရာပါရှိတယ်ဆိုတာနည်းနည်းပြောပြပြီးတော့သူဆောင်မဲ့နေရာကိုပြောခဲ့ပါတယ်ကျွန်တော်ကဂျိုမလေးလာထားတော့အစကထင်လိုက်တာဒီနေရာမှာဘေယွန်ထံပဲတခုပဲလဲနေရာရှိတယ်အဲ့လိုမျိုးထင်တာပါအဲ့ဒီလိုမဟုတ်ဘဲနဲ့ဘေယွန်ထံပဲကအန်ကောထောင်ဆိုတဲ့ဝင်းကြီးထဲမှာရှိတာပါဒီဝင်းထဲမှာကတခြားလေးလာစရာတွေစိတ်ဝင်စားစရာအဆောက်အဦတွေဘုရားဘာသာဖျားเจ้าတွေဟိန္ဒူဖျားเจ้าတွေစသဖြင့်ရှိနေတယ်ဗျာ ကျွန်တော်ရောက်ပြခဲ့တဲ့မြလေးတွေကိုတော့ဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါဦးဗျအခုကတော့ဘယ်ယုံထံပယ်တဲ့ကိုဝင်မယ်ခင်ဗျဒီဝင်းထဲမှာမြောက်တွေဆိုရင်အုတ်လိုက်ကြီးတွေ့ရတယ်ဗျကျွန်တော်ဆိုသူတို့စီရေဘူးတောင်အလူခံလိုက်ရပါသေးတယ်အမှတ်တရပါပဲဖះเจ้าကြီးကတော့အတော်လေးပြက်စီးနေပြီလို့ပြောရမယ် ဝဝင်ချင်းကတိုင်တွေဖျားဆင်းသူတော်တွေဆိုရင်အတော်လေးကိုပျက်စီးနေပါပြီဘေယွန်တမ်ဘယ်ရဲ့အထင်ရှားဆုံးအမှတ်အသားကတော့ အခုကျွန်တော်တို့မြင်နေရတဲ့ကြောက်တိုင်မြင့်မြင့်ကြီးတွေမှာရှိတဲ့မျက်နာတွေပါပဲခင်ဗျ။တိုင်ပေါင်း54တိုင်ရှိပြီးတော့မျက်နာပေါင်း216ခုရှိတယ်လို့သိရပါတယ်ဗျ။တိုင်တစ်တိုင်မှာမျက်နာ3ခု4ခုအဲ့လိုမျိုးရှိတယ်ဗျ။အနီးကပ်ကြည့်မယ်ဆိုရင်မျက်နာတွေက ပြုံးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဗျ။ကျွန်တော်ဗီဒီယိုရိုက်တာအနီးကပ်ရိုက်ထားတာမရှိလို့အင်တာနက်ကပုံတချို့ရှာပြီးတော့ပဲထည့်ပေးလိုက်ပါတယ်ဗျ။ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘုရားကျောင်းမှာရှေ့တုန်းကဒီဘုရားကျောင်းကိုစောက်ခဲ့တဲ့ပညာရှင်တွေရဲ့လက်ရာကတော့အမခန်းပါပဲဗျဘေယွန်ထံပယ်မှာရှောက်ကြည့်ပြီးတော့တခြားနေရာတွေကိုလည်းရှောက်ကြည့်ဖြစ်ပါတယ်ဗျတွင်းလုံးမှာကတော့ရှေးအောင်ပစ္စည်းကြောက်ချက်တွေပုံထားတာတွေတွေ့ရတယ်ဗျရေကန်တွေနဲ့အပင်ကြီးတွေရှိတယ်အပင်တွေကအတော်လေးကိုမြင်တဲ့အပင်တွေပါ အဲ့ဒါကြောင့်မို့လို့လဲတောအုပ်ကြီးလို့ဖြစ်နေတာပါနောက်တစ်ချက်ကျွန်တော်သတိထားမိသလောက်ဒီကဖះเจ้าတွေတိုင်းလို့လို့မှာကရေကန်တွေရှိတာတွေ့ရတယ်ဗျဒီရှောင်းလန်းလေးကိုအတော်လေးသဘောကျမိတယ်ဗျဒီရှောင်းလန်းလေးကဘယ်ကိုသွားတာလဲဆိုတော့ဘတ်ဖုံးဆိုတဲ့17ရာစုခေတ်ကဟိန်နူဖျားเจ้าကို ရောက်ပါမယ် ဖះเจ้าကတော့ပရမစ်ဟန်စောက်ထားတာမို့လို့အပေါ်ကိုလေကားတွေကနေတဆင်တက်ကြည့်လို့ရပါတယ်။ဒီမြင်ကွင်းကတော့ဖះเจ้าရဲ့ပထမအဆင့်နေရာကနေမြင်ရတဲ့မြင်ကွင်းမှာအပေါ်တွေကိုဆက်သက်ကြည့်ကျင်နေဆိုရင်လည်းတက်လို့ရပါတယ်။အခုကတော့ဖះเจ้าနဲ့ကဲ့ရက်က ဝင်းကြီးတွေကိုဆက်လျှောက်ခဲ့ပါတယ်ဗျ။ Angkor Thom ဆိုတာက အန်ကောဝိတ်အပြင်နောက်ထပ်ရှိတဲ့ဖျားเจ้าတွေတဲကတခုလို့တော်တော်များများကထင်တတ်ကြပါတယ်အဲ့ဒီလိုမဟုတ်ပါဘူးအန်ကောဆိုတဲ့အဓိပ္ပာယ်ကမျိုးလို့တည်ရပြီးတော့ထောင်ဆိုတာကကြီးတော်လို့တည်ရပါတယ်အဲ့ဒီတော့မျိုးကြီးလို့ဆိုလိုပါတယ်အခုအန်ကောတောင်ဆိုရင်လည်းပဲမျိုးဟောင်းကြီးပါအဲ့ဒီထဲမှာမှအစာအုပ်တချို့ရှိသလိုမျိုးဝင်တကားတွေမျိုးရိုးတွေအားတွေကိုလည်းတွေ့ရမှာပါဘတ်ဖုံးတံပယ်နဲ့ကဲ့ရဲ့အခုကျွန်တော်ရောက်နေတဲ့ဝင်းကြီးက Royal Palace လို့ရေးထားတာတွေ့တော့ဘရင်နန်းတော်လိုပုံစံမျိုးလိုထင်တာပါပဲခင်ဗျဒီဝင်းရဲ့ဟိုဘက်အချမ်းအထဲမှာတော့အဆောက်အဦတွေဆက်ပြီးတော့ရှီအောင်မဲ့ပုံပါပဲကျွန်တော်တော့ဆက်မသွားဖြစ်ပါဘူးဒီထွက်ပေါက်ကနေထွက်လိုက်ရင် Terrace of the Elephant ဆိုတဲ့နေရာကိုရောက်ပါမယ်ဗျတဘောကတော့ဘရင်ကဒီထွက်ပေါက်ကနေထွက်ပြီးတော့အောင်မွေးရစစ်တီတွေကိုထွက်တွေ့ကြိုဆိုတဲ့နေရာပါ ွဲတော်အခမ်းအနားတွေကိုကြီးတဲ့နေရာလို့သိရပါတယ်ဗျ။ ွဲကြည့်စဉ်ကအတော်လေးခမ်းနားတယ်လို့ပြောရမယ်စင်ပေါ်မှာဆိုရင်ဇောင်းနှန်းတွေရှောက်လန်းတွေခြင်းေးရုပ်တွေဂလုံးရုပ်တွေကိုလည်းတွေ့ရမှာဖြစ်တယ်လို့ဒီစင်မြင့်ရဲ့အောက်ဘက်ကလီကတင်းနေရန်တွေမှာဆိုရင်လည်းပဲစစ်သားအဆောင်တွေစင်ရုပ်ကြီးတွေကိုဖော်ပြထားတာရှိပါတယ်ဗျပွဲလန်းတွေလှုပ်တဲ့နေရာမျိုးထင်ပါတယ် အရှိတ်ဘက်ဝင်းကလည်းအတော်လေးကိုကျဲပါတယ်ဒီနေရာနဲ့ကဲ့ရက်မှာပဲကျွန်တော်တို့အခုမြင်နေရတဲ့ Terrace of the Liberkin ဆိုတဲ့အဆောက်အဦးကိုတွေ့ရပါတယ်ဗျဒီအဆောက်အဦးကအပြင်ဘက် နေရံတွေမှာရုပ်ထုတွေအများကြီးတွေ့ရတယ်လို့ပဲအသွင်းဘက်ပတ်လန်းထဲမှာလည်းအယုတ်ပေါင်းများစွာရှိတာကိုစိတ်ဝင်စားဖို့တွေ့ရပါတယ်ဗျ အခုကတော့အန်ကောထုံးနဲ့ဟိုဒီဒီလိုက်ကြည့်ပြီးတော့တုတ်တုတ်ဆရာစောင့်နေတဲ့စီကို ပြန်ခဲ့ပါတယ်ဒီကနေပြီးတော့အပင်ကြီးတွေဝါမြို့ထားတာကိုခံထားရတဲ့ဖျားเจ้าဖြစ်တဲ့ထဖရုံဆိုတဲ့ဖျားเจ้าကိုဆက်သွားပါမယ်ဗျနောက်တင်မဲ့ဗီဒီယိုမှာဆက်ပြီးတော့ကြည့်ပေးကြပါအောင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်ပြီးမျှဝေပေးသွားအောင်မို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ